ားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့က common ဖြစ်တဲ့ phrasal verb နဲ့ပေါ့နော် complicated ရှုပ်ထွေးတဲ့ phrasal verb တွေအကြောင်းအစုနှစ်ခုဖွဲ့ပြီးတော့ပြောပြမှာဖြစ်ပါတယ် ဲ့တော့ phrasal verb ဖြစ်တဲ့အတဲ့ကြောင့် an ဆို verb စကားလုံးနှလုံးပါရမယ် main verb တစ်လုံးပါမယ် preposition တစ်လုံးသမဟုတ်နှလုံးပေါ့နော်နှလုံးထက်လည်းပိုသွားနိုင်တယ်ပေါ့နော်လောလောဆယ်ကကျွန်တော်တို့ common ဖြစ်တဲ့ verb အကြောင်းအရင်ပြောမှာမို့လို့အဲ့တော့ get out နော် get out ဆိုတာကအိရာကထတာအဲ့တော့ i usually get out at 6 am မနေ့ထောင်းနိုင်မှာအိရာကထတယ် နိုးတာနဲ့မတူဘူးเนาะ wake ကနိုးတာအဲ့တော့9နိုင်ခွဲလောက်တည်းနိုးရင်လည်းနိုးမယ်ထတာကတော့ get up အဲ့တော့ get along with get along with ဆိုတာကကောင်းမွန်တဲ့ဆက်ဆံရေးရှိတာအဲ့တော့ကိုကျွန်တော်တို့ကဒီ spoken english မှာဒီကသုံးနေပေါ့เนาะဒီ preposition နဲ့ verb နဲ့ပေါင်းတာတဲ့အရာကိုအဲ့တော့ she get along with her co-worker ဒီလုံးပေါ်ကင်ပဲတွေနဲ့သူမကဆက်ဆံရေးကောင်းမွန်တဲ့เนาะပြောရဆိုရတာအဆင်ပြေတယ် get over get over ဆိုတာက recover ပြန်ပြည့်တာပြန်ပြီးတော့နေပြန်ကောင်းလာတာ အဲ့တော့ he finally got over the flu ဒီတုပ်ကိုရနေပြီးတော့နောက်ဆုံးသူပြန်ကျန်းမာလာပြီးပြန်ပြီးတော့ကောင်းလာပြီးအေးမိတယ်ဆိုရင်ဒီညမှာ the as article a ကိုသုံးမယ်เนาะအဲ့တော့ f f ိုးဖြစ်မယ်ဒီမှာကျတော့တုတ်ကွေးပြန်ကြောင် the flu get off get off ကျတော့ကျမတို့ဆင်းတာပေါ့နော် get on ကျတော့တက်တာဒါကဆင်းတာဒါကတက်တာအဲ့တော့ဒီဘတ်စကားပဲဖြစ်ဖြစ်ရထားပဲဖြစ်ဖြစ်ဒီသင်္ဘောကြီးတွေပဲဖြစ်ဖြစ်လေယာဉ်မြန်မာပေါ်ဖြစ်ဖြစ်တက်တယ်ဆိုရင် get on ဆင်းမယ်ဆိုရင်တော့ get off အဲ့တော့ we got off the next station now ရထားဘူးတာရောမှာငါတို့ဆင်းကြဆင်းခဲ့တယ် let's get on the bus quickly ညနေဆန်းဆန်း bus ကတော့တက်ရောက်အောင်လေလို့ကျွန်တော်တို့ပြောတာဒီနေရာမှာ quickly ဒီ adverb of manner ဖြစ်ပါတယ်เนาะ first နေနဲ့သုံးလဲရတယ်အဲ့တော့ကဒီနေရာမှာ first f a s t first ကိုသုံးလိုက်မယ်ဆိုရင်နည်းနည်းလေးပို့ပြီးတော့ catch you ရယ်ဆန်းသွားတယ်လို့ပြောအောင်ပါဗောနော်နောက်တစ်ခုကျွန်တော်တို့ phrasal verb အနေနဲ့ make make မှာလည်းထူရတူပဲ make up နော် make up ဆိုတာကကျွန်တော်တို့ဒီ invent တီးဗောနော်ပြန်ပြီးတော့ဟိုလောက်တာ reconcile ဖြစ်တယ်ဆိုတာကပြန်ပြီးတော့သင်ညာတောင်ပြောခြင်းဖြစ်တယ်အဲ့တော့ ဒီသူတို့ကတော့ make out after the argument အငင်းခုန်ပြီးတဲ့အခါမှာပြန်ပြီးတော့တင်းညံ့သွားတယ်ဆိုတော့ကို made out နဲ့သုံးတယ်ဟို make out နဲ့သွားမယုံနဲ့เนาะပြန်ပြီးတော့တင်းညံ့သွားတယ်သူတို့ make out make out ကြတာကျွန်မတို့နားလဲတာသဘောပေါက်တာရှင်းရှင်းလင်းလင်းပြီးမြင်သွားတာအဲ့တော့ i can make out what he saying အဲ့တော့ तू ဘာပြောနေလဲဆိုတော့ကကောင်းကောင်းနားမလဲနိုင်ဘူးနားလဲလို့မရဘူးဖြစ်နေတယ်ပေါ့เนาะနားလဲဖို့စူးစမ်းကြည့်နေတယ်နားမလဲဘူး make for make for ကြတာကျွန်မတို့ဒီ quickly move ကို ပြောခြင်းဖြစ်တယ် he make for the door သူတကားစီကိုမြန်မြန်ဆန်ဆန်ပဲသွားလိုက်တယ်အဲ့တော့ကျွန်တော်တို့ go တို့ဒီ quickly တို့ထပ်မသုံးမဲနဲ့ make for ဆိုတဲ့တွယ်တွယ်လုံးပေါ့နော်ဒီ phrase verb ကိုသုံးပြီးတော့သူကတကားစီတို့မြန်မြန်ဆန်ဆန်သွားလိုက်ပြီဒါမျိုးသုံးခြင်းဖြစ်ပါတယ် နောက်တစ်ခုကျမတို့ take နဲ့ပတ်သက်ပြီးတော့ပြောမယ်ပေါ့နော်အဲ့ဒါ take call take call ဆိုတာကဒီကျမတို့ဒီမှာဝတ်ဆင်ထားတဲ့အရာတွေချွတ်ထုတ်တာကိုလည်း take call သမို့ဒီတစ်ခုခုပေါ့နော်ဒီလေရင်ပြန်ဆိုပါဆိုဒီမှာဆိုရင်ဒီလေရင်ပြန်ကဒီပြည့်လန့်နေပြီးတော့ပေါ့နော်ဒီ ပြန်တက်သွားတယ်ဆိုတာကိုဘိန်းရုပ်ပြီးတော့တက်သွားတာကိုကျွန်တော်တို့ကဒီ take off เนาะဒီပြန် ပြီးဆင်းသက်တယ်ဆိုရင်တော့ landing အဲ့တော့ the plane take off at noon အဲ့တော့နေလည်เนาะ noon ဆိုတာကကျွန်တော်တို့နေလည်ခင်း7နာရီကိုပြောခြင်းဖြစ်ပါတယ်အဲ့တော့ကဒီနေလည်7နာရီမှာလေရင်တက်မယ်เนาะဒါမျိုးပြော လေရင်တက်တယ်နောက်ကျတော့ take off ထိတ်ခါကြတော့ကျမတို့ဒီစပြီးတော့เนาะဒီဝါသနာပဲဖြစ်ဖြစ်ဒီ activity လှုပ်ဆောင်မှုပဲဖြစ်စပြီးတော့အစပြုတာလှုပ်ဆောင်တာပြောခြင်းဖြစ်တယ်အဲ့တော့ i have take out yogurt recently recently equal to lately မကြသေးမီကမှယောဂကိုစပြီးတော့ဘောเนาะဒီလှုပ်ဆောင်နေတယ်အခုချိန်ဒီလဲလုံးနေတုံးမဲဆိုတဲ့ဒီ past နဲ့ present နဲ့ကို linking ရှိတဲ့အတွက်ကြောင့်ဒီမှာ present perfect tense ကိုသူကသုံးပြပါခြင်းဖြစ်တယ်အရင်တုန်းကလောက်ခဲ့တဲ့အခုမလုပ်ဘူးဆိုရင်ကျမတို့ဒီ time frame အတည်းကြ ာနဲ့ past tense နဲ့အတူ simple past tense နဲ့တုံးပြီးတော့ပြီးသွားလို့ရတယ်။နောက်တစ်ခုကျွန်တော်တို့ take after เนาะ take after ကဒီ reason ပဲ reason ပဲဆိုတာကတရားရုံးနဲ့ဒီစင်တူတာပေါ့နော်ဒီရုပ်သွင်းအဖြစ်တူတာမျိုးပြောခြင်းဖြစ်တယ်။အဲ့တော့ she take after her mother သူ့မမေနဲ့သူကရုပ်ချင်းသူမကရုပ်ချင်းစင်တယ်ပေါ့နော် take care of take care of ကတော့ကျွန်တော်တို့ look after ကြည့်ရှုစောင့်ရှောက်တာနဲ့တူတယ်။အဲ့တော့ please take care of the baby ကျေးဇူးပြုပြီးတော့ကလေးလေးကို take care လုပ်ပေးပါเนาะဒါက take နဲ့ပတ်သက်ပြီးတော့နောက် ခုကျွန်တော်တို့ခံအဲ့တော့ခံနဲ့ပတ်သက်ပြီးတော့လည်းဒီဟိုပါဘောနော်စကလုံးတွေကရှိတယ်အဲ့တော့ come across come across ဆိုတာကတော့အမှန်မတင်တွေးတာကိုပြောခြင်းဖြစ်တယ်။နော်ဒီကျွန်တော်တို့တခြားဒီ idea အနေနဲ့သုံးမယ်ဆိုရင် out of the blue နော် data မျိုးလည်းသုံးလို့ရတယ်။အဲ့တော့ come across အမှန်မတင် တွေးတာအဲ့တော့ i come across an old photo နော်ဒီအရင်ကဓာတ်ပုံအဟောင်းတစ်ခုကိုဒီအမှန်မတင်တွေးခဲ့တယ် come out with เนาะဒီ come out with ကြတော့ဒီအစဉ်စဉ်တို့ဒီအကြံဉာဏ်တို့ဒီထုတ်သုံးတာထွက်လာတာကိုပြောခြင်းဖြစ်တယ်အဲ့တော့ she come out with a great idea ပေါ့เนาะ great idea တကူသူမကထွက်လာတဲ့ကြံကောင်းရသွားတယ်ပေါ့เนาะ come back come back ကြတော့ပြန်လာတာကိုပြောခြင်းဖြစ်တယ်အဲ့တော့ return လို့မသုံးဘူးเนาะပြန်လာเนาะလို့ပြောခြင်း come back please come back လို့ပဲသုံးတာ return လို့ကျမတို့ဒီ speaking မှာမပြောဘူးအဲ့ဒီအတွက်ကြောင့်ဒီ phrasal verb တွေက spoken english တွေပို့ပြီးတော့အသုံးတက်ပါတယ်အဲ့တော့ he came back from school at 4 အတော့ညနေ၄နာရီမှအကြောင်းကနေပြီးတော့သူကပြန်လာခဲ့သည်เนาะနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ရအောင်အဲ့ကျွန်တော်တို့ port နဲ့ပတ်သက်ပြီးတော့သုံးမှာပေါ့နော်အဲ့တော့ port off เนาะဒီ port off ကြတော့ postpone ရွှေ့ဆိုင်တာကိုပြောခြင်းဖြစ်တယ်အခုမလုပ်သေးဘူးနောက်တစ်ပတ်မှเนาะနောက်ရက်မှအဲ့လိုမျိုးအဲ့တော့ don't port off your homework အင်ဂျာကိုနောက်မရွှေ့နဲ့ပြီးအောင်လုပ်ပြီးအောင်လုပ်တာမျိုးเนาะအဲ့တော့ port off ဆိုတာက postpone ရွှေ့ဆိုင်လိုက်တဲ့သဘော port on port on ရာကတော့ wait where ဝှစင်တောင်ပြောချင်းဖြစ်တယ်အဲ့တော့ဒီဝှစင်တောင်မှမဟုတ်ဘူးเนาะဒီတနက်ခါ make up လိမ့်တောင်လည်းကျွန်တော်တို့ port on နဲ့ပဲသုံးတယ်ပန်းပန်းတောင်လည်းကျွန်တော်တို့ port on ပဲသုံးတယ်အဲ့တော့ကအာဘောเนาะ she port on her coat เนาะဒီ coat အင်ဂျီကိုသူမကဝှစင်လိုက်တယ် port နဲ့ on နဲ့တွဲရင်ဆိုရင်ဒိဗက်ကဟိုရဝှစင်သည် port out port out ကြတော့ညှိမ့်တတ်သည်ဆိုတဲ့သဘောတရားရတယ်ဒီ extinguish เนาะဒီမိငိမ့်တတ်တာပြောတယ်အဲ့တော့ the firefighter put out the fire မိသားသမားတွေက မီးကိုငိမ့်တတ်သည်ဆိုရင်တော့ put out เนาะနောက်တစ်ခု put out the wit ဒီ put out the wit ဆိုတာကကျွန်တော်တို့တီးခံရတာကိုပြောတယ်အဲ့တော့ tolerance เนาะဒီတီးခံတာအဲ့တော့ i can put out with his behavior အဲ့တော့သူရဲ့အပြုအမူကိုငါကတီးမခံနိုင်မှုဖြစ်တယ်เนาะအဲ့တော့လူတွေကတစ်ခါလေးမှဆိုရင် good mood စိတ်ကောင်းရှိတယ်တစ်ခါကျတော့ bad mood เนาะဒီအဲ့လိုမျိုးရှိအဲ့တော့ you must put out with it အဲ့ဒါနဲ့ပတ်သက်ပြီးတော့မင်းကတီးခံရမယ် put out with it เนาะအဲ့ဒါကိုတီးခံရမယ် အခုကျွန်တော်တို့ look look နဲ့ပတ်သက်ပြီးတော့ဒီမှာရှိတယ်အဲ့တော့ look after เนาะ look after equal to ကတော့ take care နဲ့အတူတူပါပဲအဲ့တော့ she look after his younger brother သူရဲ့သူမရဲ့မောင်လေးကို သူမကဒီကြည့်ရှုစောင့်ရှောက်တယ်เนาะကာကွယ်ပေးတယ် look for look နဲ့ဒီကျွန်တော်တို့ preposition for နဲ့တွဲမယ်ဆိုရင် search ရှာဖွေတယ်ဆိုတဲ့ meaning ထွက်တယ်အဲ့ဒါကြောင့် I'm looking for my phone မှာဖုန်းပြောင်းလို့ရှာနေတယ် နော်အဲမျက်မှန်ဆိုရင်တော့ရှားရခက်တယ်ဟိုဖုန်းကြတော့ဒီပြင်ဖုန်းတစ်လုံးနဲ့ခေါ်ပြီးတော့ရှားရင်လွယ်တယ်လေနော်အဲ့တော့ look forward to အဲ့တော့ look forward to ဆိုတာကတခုခုကိုကျွန်တော်တို့ကစောင့်မျှော်နေတယ်တွေးဖို့တက်အရန်ကိုမှစိတ်လှုပ်ရှားနေတယ်ဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ i'm looking forward to တတွဲလုံးတော့ look forward to ထိယူတယ်အဲ့ဒီ to ရဲ့အနောက်မှာကျွန်တော်တို့ဒီ base verb one မလိုက်ဘူး noun form လိုက်တယ် အဲ့တော့ဒီစနေတနင်္ဂနွေကငါမျှော်နေတယ်လို့ပြောမယ်ဆိုရင်တော့ I'm looking forward to the weekend တကယ်လို့များမင်းနဲ့တွေ့ဖို့တန်းကစောင့်မျှော်နေပါတဲ့စိတ်လှုပ်ရှားစွာနဲ့စောင့်နေပါတယ်လို့ပြောမယ်ဆိုရင် I'm looking forward to seeing you နော် see you ဟုတ်ဘူးเนาะကျွန်တော်တို့ gerund noun form နဲ့သုံးရမယ်ဒီ looking forward to တတွဲလုံးက phrasal verb ဖြစ်တဲ့အတွက်ကြောင့် ဒီမှာတူပါလာတာမို့လို့အနောက်မှာ base ball တူစီးဆိုပြီးတော့မတုံဘူးเนาะနောက်တစ်ခုကျမတို့ look out look out တော့က careful နဲ့တူတူပဲ be careful နဲ့ watch out လို့လည်းသုံးတယ်တတိယ watch out เนาะကားလာနေတဲ့အဲ့ဒါ look out that's a cut coming အမကားလာနေတဲ့ look out เนาะ watch out နဲ့လည်းသုံးတယ်เนาะကျမတို့ဒါဒါတော့ဒီ look နဲ့ပတ်သက်ပြီးတော့ phrasal verb ပေါ့เนาะ common ဖြစ်တဲ့အရာ အခုကကျွန်မဒီ complicated ပေါ့နော်ရှုပ်ထွေးတယ်နည်းနည်းလေး advanced ဖြစ်တဲ့ phrasal ကအကြောင်းပြောမှာပေါ့နော်အဲ့တော့ဒီမှာ meaning ရှိတယ် count for count for မြဲ meaning ဓာတ်ရိုက် meaning က explain ရှင်းပြတာအဖြစ်ပေါ့နော်ဒီဖြည့်ရှင်းချက်ပေးတာကိုပြောခြင်းဖြစ်တယ် example ကိုတွားလိုက်မယ် the manager have to count for the missing fund ဒီပြောင်းဆောင်နေတဲ့ funding ပေါ့နော်ငွေကြေးအတွက် manager က had to no have to the positive meaning ဆိုရင် must must နဲ့အစားထိုးလို့ရတယ်အဲ့တော့ must account for ဘာလို့ရမလဲသူအဲ့ဒါကိုရှင်းပြရမှာ ဖြစ်တယ် account for equal to က explain နောက်တစ်ခုကျမတို့ bring about เนาะအဲ့တော့ bring about မှာကြတော့ the new law เนาะဒီဥပဒေအသစ်က bring about the major social change เนาะအဓိကဒီ social change ကြောင်းနှံမှုတွေကိုသူကဖြစ်စေတဲ့အကြောင်းအရင်းဒီဥပဒေသင်ကြောင်းဖြစ်တာเนาะအဲ့တော့ bring about ဆိုတော့သူကတည်လာတယ်လို့ပြောတာမဟုတ်ဘူးဥပဒေသစ်က social change အဓိက social change ကိုကြောင်းနှံသွားစေတဲ့အကြောင်းအရင်းဖြစ်တယ် come down to เนาะ come down to ဆိုတာကိုကျွန်မပြောမယ် the success of the project ဒီစီမံကိန်းတစ်ခုရဲ့အောင်မြင်မှုဆိုတာက come down to good team เนาะဒီကောင်းမွန်တဲ့အသင်းအဖွဲ့အဲ့ဒီအသင်းအဖွဲ့ပေါ်မှာအခြေခံတဲ့ depend on နဲ့အတူတူပဲเนาะ come down to the depend on ဒီအခြေခံအဲ့ဒီအချက်ပေါ်မှာ multi တယ်လို့ပြောခြင်းဖြစ်တယ်နောက်တစ်ခါ cut down on အဲ့တော့ cut down on ကြတော့ you should cut down on sugar if you want to lose weight အဲ့တော့ကဒီခန္ဓာကိုယ်လေးချိန်ကိုတော့เนาะ want to lose အဲ want to lose เนาะအဲ့တော့ဆုံးမှာ weight ကျင်းနေဆိုရင်တော့တကြားလျှော့စားဖို့เนาะတကြားကိုလျှော့ချဖို့အတွက် cut down เนาะဖြတ်ချဖို့အတွက် cut down on um. on မှာပါမယ်เนาะ come down on the sugar အဲဒါကြောင့် short chart ပို့အတွက် short chart တင်တယ်เนาะ short ဆိုတာက suggestion ပေးတဲ့နေရာမှာသုံးတာနောက်တစ်ခုကျွန်တော်တို့ do away with เนาะ do away with ကြတော့ကျွန်တော်တို့ eliminate ရှင်းထုတ်တာ get rid of เนาะဗာအမြင့်ပါเนาะ eliminate လုပ်တယ်ဆိုအမြင့်ပြတ်ချေမုန်းတယ်လို့လည်းပြောတယ်ပေါ့เนาะအဲ့တော့ that company ကတဲ့ plans company ကတဲ့ to do aware with the unnecessary paperwork paperwork ဆိုတာကကျွန်တော်တို့အခေါ်တော့ paperwork လို့ပဲခေါ်တယ်စာရွက်စာတမ်းနဲ့လောက်ရတဲ့အရာเนาะ on paper ပေါ်မှာလောက်ရတဲ့ဒီမလိုလားအပ်တဲ့အရာတွေကိုတဲ့ဒီဖြက်ပြန်ဖြက်ဖို့အတွက်เนาะဒီစီစဉ်တယ်ပေါ့เนาะ company ကဒီ company က plan စီစဉ်ထားတယ်ဘာလို့ဖို့စီစဉ်ထားလဲ to do away with unnecessary paperwork မလိုလားအပ်တဲ့ဒီ စာရွက်စာတမ်းတွေလောက်ရမဲ့အရာကိုသူကရှင်းထုတ်လိုက်တယ်လို့ရှင်းထုတ်ဖို့အတွက်စီစဉ်ထားတယ်เนาะဒါမျိုးပြောခြင်းဖြစ်ပါတယ် နောက်ကျမတို့ and up เนาะ and and အလိုမဆိုဘူးเนาะရှေ့က d နဲ့နောက်မှရှိတဲ့ကျမတို့ vowel နဲ့ပြန်ချိန်ဒါတော့ and up and up ဖြစ်တဲ့ကြာ we ended taking a taxi because the bus was late เนาะ bus ကနောက်ကျနေတဲ့အတွက်ကြောင့်เนาะ taxi ပဲငှားစီးလိုက်ရတယ်ကွနောက်ဆုံးတော့ taxi ပဲစီးပြီးပြန်လာလိုက်တယ်ဒါမျိုးပြောချင်းဖြစ်တဲ့ and up ဆိုတာအဆုံးသတ်သွားတာကိုပြောချင်းဖြစ်တယ်နောက်ကျမတို့ fall back on เนาะအဲ့တော့ when his business fall အာသူရဲ့ feel ပေါ့နော်ဒီစီးပွားရေးကြလာတဲ့အခါမှာကြတော့ he ကတဲ့ fall back on his saving သူစုဆောင်ထားတဲ့အရာပေါ်မှာပြန်ပြီးတော့မှ fall back ဆိုတာကကျွန်တော်တို့ fall back on နော် depend on နဲ့အတူတူပဲပြန်ပြီးတော့မှီခိုရတဲ့အဲ့ဒီအရာကိုကျွန်တော်တို့ back အနေနဲ့နော်ပြန်ပြီးတော့ယူသုံးရတယ်ဒါမျိုးပြောခြင်းဖြစ်တယ်ဒါလေးနဲ့ပြန်ပြီးတော့ run ရတယ်ပေါ့နော် get around to I'll get around to that. I haven't got around to replying to his email yet. နော်အဲ့တော့ YET ရဲ့ဆိုတဲ့စကားလုံးကိုကျမတို့ negative အငင်းဝါကြသူမဟုတ် interrogative အမေကွန်ဝက်ကြောက်ဒီမှာတုံးနေရှိတယ်เนาะဒီ positive နဲ့မတွဲဘူးအဲ့တော့ကသူ့ရဲ့ email ကိုเนาะဒီ reply ပြန်ဖို့ reply ရင်းလုပ်ဖို့အတွက်เนาะငါက heaven ရအခုချိန်ဒီတော့မှာ get around ဆိုတာကအချိန်မရနိုင်သေးဘူးဘောเนาะခုဒီ reply မပြန်ရသေးဘူး reply ပြန်ဖို့အတွက်အချိန်မရနေသေးဘူးလို့ပြောချင်းဖြစ်တယ် go over go over လို့လဲဆိုတာပြန်သုံးတတ်တာအဲ့တော့ let's go over your report before the meeting တော့စီဝေးမဆောက်ခင်မှာမင်းရဲ့အစီရင်ခံစာလေးပြန်ပြီးတော့သုံးသပ်ကြည့်ရအောင်လေအဲ့လိုမျိုးပြောတာเนาะနောက်တစ်ခါ hold off hold off ဆိုတာကရဆိုင်ထားတာအဲ့တော့ we hold off making a decision until next week နောက်တစ်ပတ်အထိเนาะဒီဆုံးဖြတ်ချက်ဒီမချပဲနဲ့စောင့်ဆိုင်နေရအောင်လို့ပြောခြင်းဖြစ်တယ်ပေါ့เนาะ ောက်တစ်ခုကကျမတို့ keep up with ပေါ့နော် keep up with ဆိုတာကအမိလိုက်တာဒီနည်းပညာခေတ်ပေါ်နည်းပညာနဲ့ပတ်သက်ပြီးတော့ကိုကအမိအမိလိုက်တာကိုပြောခြင်းဖြစ်တယ်အဲ့တော့ it's hard to keep up with the latest technology နောက်ဆုံးပေါ်နည်းပညာတွေနဲ့နော် keep up with အမိလိုက်ဖို့ဆိုတာကတော့ခက်တယ် situation ကိုပြောရတဲ့ကျမတို့တန်ပြီးစကြ IT it ကိုသုံးပြီးတော့ရေးထားခြင်းဖြစ်တယ် lay off နော် leave off လုပ်တယ်ဆိုတာက the company have to leave off 50 work ကဂျူတူလို့စေနော်ဒီရောင်းရောင်းအားကျစင်မှုကြောင့်နော်ဂျူတူကတော့ကြောင့်အဲ့တော့ရောင်းအားကျစင်မှုကြောင့်50 workers ဒီအလုပ်သမား50ကို leave off လုပ်လိုက်တယ်ဆိုအလုပ်ကနေပြီးတော့ကျမတို့ dismiss နော်ထုတ်ပယ်လိုက်တာကိုပြောချင်းဖြစ်တယ်အရင်ချင်းရှိတဲ့လူတွေကတော့ကြံခဲ့မှာပေါ့နော် dismiss လုပ်တယ်ဆိုတာကသူတက်ပို့နေရတာလေးရှော့ချလိုက်တဲ့သဘောမျိုးဖြစ်တယ်နောက်တစ်ခါ look into look at ကြည့်တာနော် look at နော် look ဆိုတာကဖြစ်ပုံပေါ်သည်ထင်ရသည် look at ကကြည့်တာ look into ကြတော့ကျမတို့ investigate လုပ်တာဒီနေ့အဖြစ် ်စုံစမ်းစစ်ဆေးတာအိတ်ဇာမင်းလောက်တာ ရာဒပူလစ်နော်လူဒန်းစားတရက်လုံးကိုစားပြုတယ်ရဲတွေက are looking into the cause of the accident ဒီ accident ရဲ့အကြောင်းနော်အဲ့ဒါကိုသူတို့က investigate လုပ်နေတယ် looking into နော်ဒီဒါဒီလူဒန်းစားတရက်လုံးဖြစ်တဲ့အတွက်ကြောင့် plural form နဲ့သုံးထားရယ်နော် are ကိုရေးထားတယ် make up form နော် make up form ကပြန်ပြီးတော့ရောကြေးပေးတာအစားထိုးတဲ့နေရာမှာသုံးတယ်အဲ့တော့ compensate လုပ်လဲခေါ်တယ်ပေါ့ he to got a walk out အလုပ်ကျူစားတယ် to make up for his earlier earlier mistake အရင်ကမှားခဲ့တဲ့အမားတွေကိုပြန်ပြီးတော့အစားထိုးပေးတဲ့အနေနဲ့ရောကြီးပေးတဲ့အနေနဲ့သူအလုပ်ကြိုးစားတယ်နော် make out for equal to compensate ရောကြီးပေးတာအစားထိုးတာနောက်တစ်ခု put out with put out with ဆိုတာတင်းကြီးခံပေးတာပေါ့နော်အဲ့တော့က i can't put out with his rude behavior anymore ဘလို့နီးနားမှသူရဲ့မှတ်ရိုင်းတဲ့ဒီ rude ဖြစ်တဲ့ဒီ behavior အပြုမူတွေကိုဆက်ပြီးတော့တီးမခံနိုင်တော့ဘူးဆိုရင် put out with နော် negative နဲ့ပေါင်းလို့သုံးမယ် I can't put up with his rude behavior anymore เนาะအဲ့တော့ကျွန်မ25လုံးရွေးထားတယ်ပေါ့เนาะနှစ်ချက်လောက်ကြောင်းအောင်အဲ့တော့ဒီမှာ run into run into ကခုနကပြောသွားတဲ့ come across နဲ့အတူတူပဲ come across เนาะ come across အဲ့ဒါကအမှန်မထင်တွေ့တာနော်အဲ့ဒါ come across out of the blue အမှန်မထင်တွေ့တာအဲ့တော့ဒါမှကြတော့ i ran into an old friend at the airport နော်လေစိတ်မှာတငယ်ချင်းအဟောင်းနဲ့နော်အရင်တည်းဟိုးအရင်တည်းကတိကျွမ်းသားတဲ့တငယ်ချင်းနဲ့အမှန်မထင်တွေ့တယ်ဆိုရင် run into ပြေးတွေ့တာမဟုတ်ဘူးနော်အမှန်မထင်တွေ့တာ come across နဲ့လည်းသုံးလို့ရတယ်မထင်မှတ်ပဲနဲ့တွေ့တယ်နောက်တစ်ခုက settle down တော့ after years of traveling he finally settled down in london เนาะခရီးတွေနှစ်ပေါင်းများစွာသွားပြီးတဲ့ခါမှာတော့အင်္ဂလန်မှာပဲသူကနောက်ဆုံးအခြေချလိုက်တယ် settled down ကြွားကဒီမှာပဲနေမယ်လို့ရွေးချယ်ပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်အခြေချတယ်သို့မဟုတ်ဒီနေရာမှာနေရတာတက်တောက်တက်တာရှိတယ်ဒါမျိုးပြောချင်းဖြစ်တာနောက်တစ်ခုเนาะတက်တောက်တက်တာရှိတယ်ပေါ့နောက်တစ်ခုကျွန်တော်တို့ take over take over ကတော့အလွယ်ပြောရမယ်ဆိုရင်ရုံးထိုင်တာလို့ပြောတာအဲ့တော့ the new ceo က took over the company last month ဒီ ပြီးခဲ့တဲ့လကနေပြီးတော့ဒီ company ကိုစပြီးတော့သူစပြီးအုပ်ချုပ်တယ်ပေါ့နော်။အဲ့ဒါဒီ CEO အတေကစပြီး took over ယူတယ်ဆိုတော့ဒီသူစပြီးတော့အုပ်ချုပ်တယ်လောက်ကိုင်းတယ်ဦးစီးဦးဆောင်လုပ်တယ်အဲ့ဒါ took over အစိုးရတရားအနေနဲ့သုံးမယ်ဆိုရင်တော့ဟိုယုံထိုင်တယ်စပြီးတော့ယုံထိုင်ပြီးစပြီးတော့ဟိုစ run ပြီးပေါ့နော်။ဒါမျိုးပြောချင်းဖြစ်တယ် turn down turn down ကြတော့ကျွန်မတို့ညင်းပယ်တာပေါ့နော်။ She turned down the job offer because of the salary. ဒီ Lazada ကြောင့် အလောက်ကန်လန်မှုကိုသူမကထန်တောင်းညင်းပယ်လိုက်တယ် refuse တနည်းအားဖြင့် reject နဲ့တူတူပဲ walk out နော် walk out အဲ့တော့ walk out ကြတော့ကျွန်တော်တို့ဖြည့်ရှင်းချက်ပေးတာပေါ့နော်အဲ့တော့ we need to work out a solution to this problem အဒီပြဿနာအတွက်เนาะ solution ဖြည့်ရှင်းချက်ကိုငါတို့ကဒီပါเนาะဒီ work out လုပ်ဖို့လိုနေပြီเนาะဒါကို resolve လုပ်ဖို့အတွက်ငါတို့လိုအပ်နေပြီလို့ပြောရှင်းပြတယ်ဖြည့်ရှင်းပေးဖို့အတွက်လိုနေပြီပေါ့เนาะနောက်ဆုံးဆက်လိုက်ရောက်ပါပြီ ဒီ bad outdoor ကြတဲ့ကျွန်တော်တို့သဘောတူထားရဲ့နေနေထားနေပြီးတော့ဆက်မလုပ်တော့ဘူးဆိုပြီးတော့နောက်ဆုတ်သွားတာကိုပြောချင်းဖြစ်တယ်အဲ့တော့ he back outdoor the deal at the last minute เนาะဒီနောက်ဆုံးအချိန်အခိုင်အတန့်လေးမှာပဲသူကဆက်မလုပ်တော့ဘူးဆိုပြီးတော့နောက်ဆုတ်သွားတယ်ဆိုရင် back outdoor เนาะ back outdoor preposition of မှာကြတော့ကျွန်တော်တို့နောက်မဲ့လိုက်မယ်ပေါ့เนาะနောက်တစ်ခုက bring က bring up ဟုတ်ဘူးเนาะအရှိရာကြီးနဲ့ပြန်ပြီးတော့ ချိတ်ပြီးเนาะအဲ့တော့ကရှိ blog ကเนาะ an important issue during the meeting အဲ့တော့ CEO လုံးနေတဲ့ချိန်မှာဒီအရေးကြီးတဲ့ဒီ issue issue ဆိုတာက problem သူမဟုတ် matter ပေါ့เนาะကျွန်တော်တို့အစားထိုးလို့ရတယ် important issue ကို သူမက ထုတ်ပြောတယ်တင်ပြတယ်ဒါမျိုးကိုကျွန်တော်တို့ blog အလို့ပြောတယ်ပြဿနာသိလာတာလို့ပြောတော့မဟုတ်ဘူးเนาะသူမကထုတ်ပြီးတော့တင်ပြတာပြောပြတာကိုပြောခြင်းဖြစ်တယ်နောက်တစ်ခု come out with no come out with တော့ he came out with a brilliant marketing strategy အရန်ကမှ brilliant ဒီ excellent ဖြစ်တဲ့ဒီ marketing strategy တကူသူကထွက်လာတဲ့အကြံထွက်လာတာကို come out with လို့သုံးတယ်နောက်တကူ go along with no liner ဆောင်ရွက်တာအဲ့တော့ and go along with your plan if everyone has agree no လူတိုင်းကသဘောတူမဲ့ဆိုရင်တော့နော် condition နဲ့ cross နဲ့သုံးရတယ် if sajava 1ကျွန်တော်တို့ will blah 1နော်အဲ့တော့ if sajava 1 will blah 1ဆိုရင်တော့ကျွန်တော်တို့ first condition နဲ့သုံးတယ်လို့ပြောရမယ်အဲ့တော့ I go along with your plan မင်းရဲ့စီစဉ်တိုင်းကိုငါလည်း line နာဆောင်ရွက်မယ်နော် go along with တို့ဒီ come along with တို့ရှိသေးတယ် come along with ကြတော့အအတူတူ line ပါတာပေါ့နော်အတူတူသွားကြတာတခုခုသွားတာဒီမှာ go along with ဆိုတာက line နာဆောင်ရွက်တာနောက်တစ်ခု run out of နော်ဆုံးသက်သွားတာအဆုံးသက်သွားတာကြတော့ we run out of time before finishing the presentation အဲ့တော့ presentation အမပီးခင်မှာပဲနော် run out of time အချိန်ကုန်သွားတယ်အဲ့တော့15မိနစ် presentation ကိုပြောနေလိုက်တာမဖြစ်ဘူးအောက်က bell တီးနေရင်လည်းအဲ့တော့ပြောလို့မပြီးပဲနဲ့အဆုံးသတ်သွားတယ် run out of နောက်မှနောက်လိုက်မယ်ဒီ time ပေါ့နော်အဲ့တော့ run out of အချိန်ကုန်သွားတယ်နော်အဲ့တော့ကျွန်မဒီနေ့ကဒီ freezer အကြောင်းပြောပြသွားတယ် common ဖြစ်တဲ့ freezer 6ခု6လုံးပေါ့နော်အရှိမရှိတဲ့6 6ခုပေါ့နော်အဲ့ဒီပြန်တော့မှာတော့ဒီ complicated ဖြစ်တဲ့ဒီစကလုံး25ခုပေါ့နော်ဝေချာနဲ့ပြောပြသွားတယ်အဲ့တော့ဒီနေ့ကတော့ဒီအကြောင်းပဲပေါ့နော်အာအဆင်ပြေမလို့ယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်